။နောက်တစ်ခါမှာတော့ဆရာကြီးကသူမင်းကြီးကိုဘယ်လိုနိုင်ယူခဲ့တယ်ဆိုတာတွေကိုကြွားအောင်ထောက်ကပြောပြနေတယ်။ကိုုံးကဂရဝင်တိုင်းချောင်းကိုတောင်းတဲ့အခါလက်မင်းကြီးကမင်းနေတုံးမှာပဲ။ဘယ်တော်ကြီးစီကံကိုရောက်လာပြီးဆရာကြီးကိုခေါ်ပါတယ်။ဒီတော့ဆရာကြီးဝဲကဒါဝမေတော်ကြီးတောက်မဲ့ရင်ရည်တဲ့ထဲလိုက်ဆိုကစေးမကြီးကိုပေးလိုက်တယ်။ဆရာကြီးပြင်ထွက်လာတော့မေတော်ကြီးစီကံကဆရာကြီးကိုဓာရီနဲ့ပိုင်းတော့တယ်။လူတော်မဟုတ်ပါဘူးဝိစားရီကိုပါ။ငါမလိုက်ဘူးလို့မပြောဘူးလေဆိုလည်းမရပါဘူး။အဲ့တော့ဆောင်းတဲ့ထိုက်လိုက်ပြီးမေတော်ကြီးခန်းထဲကိုပို့ခဲ့တော့တယ် ခဏနေတော့မင်းကြီးရဲ့နှမရောက်လာပါတယ်။ပြောပါပဲ။မဲတော်ကြီးကကျမရဲ့အမေ။မင်းကြီးကကျမရဲ့အကူ။မင်းသမီးကိုတွေ့တာဒုမထဘူးလားဆိုပြီးဒါနဲ့ဖြတ်ပဲလှုပ်တယ်။ငါလှုပ်မရဘူးလေ။ရင်စုံလှုပ်ပေးမှကြိုက်တာလို့ဆိုတော့မင်းသမီးလည်းဆရာကြီးကိုလှုပ်ပေးလိုက်ပါတယ်။ပြီးရနဲ့လင်မရလို့စိတ်မမှန်နဲ့မင်းကြီးနှမကဆရာကြီးတယ်ထင်တယ်မိုးရီချင်းလာပြီးပြီးသွားတယ်။စားရင်တော့စားရတော့ငတိမကကြေနဲ့လို့ဆရာကြီးခမရမှာတော့ဒူးနဲ့မြက်ကြီးတုံနေရပြီ။မင်းသမီးကလည်းသူတောင်းရပါမယ်လို့ပြောတယ်။ သူတို့တွေပြင်လှလာတော့မဲတော်ကြီးနဲ့ပတ်ပင်တို့ကြီးဆရာကြီးကမဲမစိုးထင်နေတဲ့မဲတော်ကြီးကအပြစ်ပေးမယ်ဆိုပြီးလက်ဝါးနဲ့ရိုက်မယ်လုံးမှာမျက်နှာပေါင်းစွန်းနဲ့လှုပ်ချင်သူရောက်လာပြီးမင်းသမီးကိုတစားကလောက်ကဆရာကြီးကိုလှုပ်ပေးခိုင်းနေအဲ့တော့မျက်နှာစီးတိုင်းတဲ့သူကမင်းကငကားခိုင်းကမင်းကတိတယ်ဘာလို့မဲတော်ကြီးရောင်ဆောင်နေရလဲဆိုတော့မဲတော်ကြီးကလည်းပြောတော့လုံနိုင်မလားကြည့်မယ်ဆိုပြီးနှစ်ယောက်သားဖိုက်တော့တယ်မဲတော်ကြီးရဲ့တိုင်းမြညာကလည်းတော်အစ်မြင်ပြီးမျက်နှာပေါင်းစွန်းနဲ့သူလဲကြသွားတယ်မဲတော်ကြီးကမျက်နှာပေါင်းစွန်းကိုသွားချွတ်လိုက်တော့မင်းကြောင်ဆောင်နေတဲ့လှုပ်ချင်သူဆရာကြီးဝဲက မဲတော်ကြီးရဲ့ရင်ဘတ်ကိုလက်ဝါးတိုင်းနဲ့ဆက်ကျွေးလိုက်တော့တယ်။နေ့ရက်စလုံးဒိုင်ရပြင်းထန်ရသွားကြပါတယ်။အဲနောက်ဆရာဝေကို "तू ကမဲတော်ကြီးမဟုတ်ဘူး။ तू ့ကိုတတ်ပြေးလို့ကုန်းကုန်းကပြောတယ်။မဲတော်ကြီးကလည်းသူ့ရဲ့တမောင်ကိုပြစ်ပေးလိုက်ပြီးမင်းကိုတတ်မှုရလို့ပေးမယ်။ तू ့ကိုတတ်လိုက်လို့ပြောတယ်။ဆရာဝေကလည်းကျုပ်ကကြက်တော်မတတ်ရဲဘူး။ကျုပ်ကမတွေ့ဘူးမှတ်လိုက်ကြပါဆိုပြီးပြောတော့မှပဲ။ဆရာကြီးဝဲကငါသေးတော့မင်းကိုတတ်မယ်ဆိုပြီးမဲတော်ကြီးနောက်ကိုတဖြည်းဖြည်းလာနေတော့ဆရာဝေကဝင်ဖြောင်းပြရင်နဲ့မဲတော်ကြီးပြီးတဲ့တမောင်နဲ့ဆရာကြီးဝဲကိုထိုးမိသွားတော့တယ်။ ဆရာကြီးဝိုင်းနဲ့ခုံဘောက်ကဝေးကိုလွန့်ထွက်သွားတော့တယ်။ဒီအချိန်မင်းကြီးရောက်လာတော့ဒီမင်းမဆုကသူ့ကိုကယ်လိုက်တာလို့ပြောပြီးမဲတော်ကြီးကဘာမှမတက်ရှင်အောင်ဆောင်းပါတယ်။မင်းကြီးလည်းဆရာဝေကိုဘာတဲလွန်စားရလဲ။ကိုငို့ကဟူသွားကြီးဆိုပြီးလွတ်လိုက်တော့ကိုငို့တရေဖြစ်နေလေကျွန်တော်ကိုမလျှောက်ပါနဲ့ဗျာ။မိဟုထွန်ပြီးနောက်ကိုငို့ကဆရာဝေရဲ့မျက်နှာကိုလက်ညှိုးထိုးပြီးငါရဲ့ငယ်ပါလေးလုံးနေတော့တယ်။ဆရာကြီးဝိုင်းကစိတ်မမှန်တော့ပါဘူး။ဒါနဲ့ဆရာဝေလည်းဒီဟာတောက်လိုက်ရင်ကိုငို့ရဲ့ဟာအကြီးပြင်ရလိမ့်မယ်ဆိုပြီးညီလေးဖြတ်ပြီးစိန်ထားတဲ့ဖမ်းမလင်းပေးပြီး ကောင်းကောင်းအတွက်စေးသွားယူမယ်ဆိုပြီးလစ်စေးတောင်းနေရနဲ့ဟိုရှားတရားလုံနေတော့ CIY ပေးတဲ့စေးမုံကြီးထွက်ကြလာလို့ကြည့်နေတော့မှာပဲကောင်းကောင်းကဆွဲယူပြီးစားလိုက်တော့တယ်အဲနောက် CIY ကြောရှင်တွေတောင်းနေကဘိုက်ကမိခိုးတွေပါထွက်ပြီးခုံမြန်ကလဲကျသွားတော့တယ်ဒါပေမဲ့မတည်သေးပါဘူးပြန်ထလာတော့စိတ်မမှန်ရကနေယူပါယူသွားပြီး CIY ပြောတာလိုက်ပြောတယ် CIY လွတ်တယ်လို့လိုက်လို့နေပါတော့တယ် CIY လည်းဟွိုင်းကောင်းကောင်းယူသွားပြီဆိုတဲ့အကြောင်းမင်းကြီးကိုရှောက်တင်လိုက်တယ်မင်းကြီးက CIY ကိုဒေါသထွက်နေပါတယ် အကြောင်းကတော့အမတ်တန်းနဲ့တင်းကိုတဲ့နေရာမှာဆရာဝန်နာမည်မပါတာကြောင့်မင်းမစိုးဟန်ဆောင်ပြီးသူ့ကိုလိန်နေဆိုတာအမျက်ထွက်ကပြောနေရပါဒါနဲ့ဆရာဝန်လည်းကျွန်တော်ကအစီအကံလုပ်ဖို့လာတာကိုငိုးကတွေ့ပြီးမင်းမစိုးတင်းလုတ်ခိုင်းတဲ့ကြောင်းမင်းကြီးကိုတမင်ယူလို့တာမဟုတ်ပါဘူးဆိုရင်အမှန်တိုင်းဝန်ခံတောင်းပန်လိုက်တယ်မင်းကြီးလည်းလက်ခံသွားပြီးမင်းတင်းကိုထားလာမိကဆရာဝန်ကိုကန်ကြည့်တော့တယ်အရင်ကကငါ့ကမင်းကန်တယ်မင်းနဲ့ငါကြေးပြီမင်းမင်းမစိုးမဟုတ်တာကောင်းတယ်အစင်လာရမင်းမစိုးတွေကတိုင်းပြည်ရေးရဝင်မဆော့ဖက်ရဘူးခုငါမင်းကိုယာတူးပေးလို့ရပြီလို့ပြောတယ် အဲ့နော်မင်းကြီးကအမက်ယူကစိုးနေကိုတက်လိုက်ပြီ။ "तू ကငါ့ကိုဖိအားပေးနေတာ။ငါပေါ်ပေါ်ထင်းထင်းလောက်လိုက်ရင်အတင်းအာနာလူယူမှာစိုးရတယ်ဆိုတော့သူတရတဲ့ရှိတဲ့ချိန်မှာတိုက်မယ်လို့ဆရာဝေလည်းအကြံပေးတယ်။ထို့နောက်မင်းကြီးကကိုရံတော်ငရောင်းကိုခေါ်လိုက်ပါတယ်။မင်းကြီးရဲ့ကောင်ဝင်အောက်ကနေငရောင်းထွက်လာပါတယ်။ငါအမက်ကြီးကိုစာကြည့်ခန်းနဲ့ခေါ်ထားတယ်။ဘလို့တက်မလဲဆိုတာမင်းတို့စဉ်းစားကြဆိုတော့ဆရာဝေကမြေပုံလေးမှာဓာတ်ထည့်ပြီးမင်းငရောင်းလမ်းပြတ်ကစိတ်ဖြစ်စီပြီးချရာတော့တယ်။ဆရာဝေချက်ပြလိုက်တော့ခလုတ်တစ်ခုပွင့်လာက အမတ်ကြီးရဲ့လက်လက်ဘက်ကိုရှုပ်ထားပြီးအဖေကလည်းရှုပ်လောင်ရင်တခုကြလာတော့တယ်။ကန်ဆိုးရင်တော့ဆရာဝီပါအဲထဲမှာပြေးမိသွားတယ်။ပြေးပြီဟ။တော်ပါသေးတယ်လက်ကိုရှုပ်ထားလို့။ဆရာဝီတပင်းချလို့မဆုံးသေးဘူး။ငနေကြီးကလက်ကရှုပ်ထားတာတွေကိုအတရဆွဲဖြုတ်ပြစ်တယ်။မင်းကြီးကတေးစီချင်းတေးလိုက်မယ်။ဒီလိုမလုံးနဲ့ဆိုတာလှောင်ရင်တန်းတိုင်းတွေကလက်နဲ့ဆွဲဖြစ်တာအပြင်ထွက်လာတော့မင်းကြီးလည်းတုံ့လို့ရင်ရင်နဲ့ငါကမင်းတိုင်းပညာတော်မှန်းသိလို့စမ်းကြည့်တာ။မင်းသက်စာရှိတယ်ဆိုဂူဟန်ရှိမှဒူတော့ကျင်ဆိုပြဆိုတော့ကောင်းပြီဆိုပြီးပန်းကြီးကို ဂူရန်ရှိမှဒူးထောက်လာတော့ဆရာဝေလည်းနောက်ဆုံးကြည်စံခုတ်ရှပြလိုက်တယ်။သို့တော့ရောင်ဆောင်သားတဲ့ယူကုန်းဝါဓာတ်ကင်ပြီးအိပ်ပျော်နေလိုက်တာဟောက်တောင်ဟောက်နေပါသေးတယ်။ဆရာဝေလည်းဂူရန်ဝိညာဉ်နိုးထလာပြီဆိုပြီးယူကွက်နေကုန်းကုန်းရဲ့ဓာတ်ချက်ကအမကြီးရဲ့ခမောက်တာကြည်မသွားအမကြီးကိုလည်းယူကုန်းကိုဆွဲလွတ်ပြတော့တယ်။အဲနောက်ငရောင်းခေါ်လာတဲ့ရဲမတ်တွေနဲ့မကြီးကိုကြိတ်တော့တယ်။ဓာတ်နဲ့ခုတ်လည်းမရထိုးလည်းမပေါက်တဲ့မကြီးရဲ့လက်ချက်နဲ့ကိုရန်တို့ရဲမတ်တွေအကုန်လုံးမသားပေါ်ကုန်တော့တယ်။အယူကုန်းကိုဝင်ဖိုက်တော့လေမကြီးရုပ်ကိုမရှင်းနိုင်ပဲ လူလည်းခံလိုက်ရပါတယ်ငရောင်းနှစ်ယောက်သာကျင်ခဲ့ပြီးငရောင်းကတော့ဘာမှတော့မလုပ်လိုက်ရသေးဘူးသတိလျှောက်သွားတယ်ဆရာဝေလည်းအတေးမှကြောက်ပြီးညံနေရင်မဲသုံးပါငါ့ကိုတတ်လို့မရဘူးတကယ်တော့ငါကမင်းရဲ့သားပါအဖေဆိုပြီးမကြီးကိုဖောက်စီထိုးပေါက်တိုင်းကျွေးလိုက်ကပြီးတော့တယ်ကဲကြပါတော့ရေးတဲ့ဆိုရဲမက်တွေဘယ်ရောက်နေရလဲဟာကဲကြပါအတကုံအော်ပြီးကမေတော်ကြီးဆောင်ချီကိုရောက်သွားပါတယ်မေတော်ကြီးကဲပါမကြီးကိုတောင်းညံ့နေရယ်မေတော်ကြီးကိုလည်းမစကူဒူးမယ်လို့ပြောတယ် အဲ့အချိန်မှာပဲမက်ကြီးကိုရောက်လာပြီးမဲတော်ကြီးနဲ့ဖိုက်တင်ပလေးတော်တယ်အကုန်လုံးကိုဖျောက်လာတဲ့မက်ကြီးကိုလင်းမဖြတ်ထားတာကိုမဲတော်ကြီးတီသွားပြီးဆရာဝေကိုတင်းသွားပါတယ်အဲ့တော့မင်းကြီးကဆရာဝေကိုစာမတက်အမှတ်ဖွဲ့ပေးလိုက်တယ်ငရောင်းကိုတော့ဆရာဝေကနောက်လိုက်လုခိုင်းပါတယ်နောက်တစ်ခါမှာတော့ဆရာဝေနဲ့ငရောင်းအမတ်ယူအိမ်ကိုချိန်ပစ်ကပစ္စည်းတွေကိုတင်းနေပြီးအမတ်ယူရဲ့မိမတွေတဲကရှောင်းငယ်တွေကို